တရုတ်စီမံခန့်ခွဲရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအရခတက်တော်အေအေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေပြန်ပြင်းထန်လာနေပြီးအေအေရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်စစ်တပ်ဘက်ကသေဆုံးမှုများနေတယ်လို့နေရီစရာကဖော်ပြပါတယ်။တိပုတ်တော်လန်းဆိုလက်နက်ကြီးအထိုင်စခန်းနဲ့အမှတ်30နှစ်ရက်တိုင်ရင်ကိုအေအေကဥတီတက်ခတာဖြစ်ပြီးအဲ့ဒီနှစ်နေရာပေါင်းရင်စစ်သား100ခန့်ထိသေဆုံးတယ်လို့စစ်ဖက်သတင်းရက်ွက်တွေကပြောပါတယ်။ကြောက်ဖြူဘက်ကတိုက်ပွဲနဲ့ပတ်သက်ပြီးအေအေကသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ အရင်နေ့ကသတင်းထုတ်ပြန်ခဲ့တဲ့ပဲခူးတိုင်းပန်တော်မြို့နယ်ပကံကွဲကြီးရွာနီသိပ်ပက်လိုက်တဲ့ပွိုက်ချုပ်သလိုစခန်းဟာကပ္ပဆာ16ရဲ့အဓိကကာကင်စခန်းဖြစ်ပြီးအခုဆိုရင်အေအေနဲ့မဟာမိတ်တပ်တွေဟာကပ္ပဆာ16နာအတော်နီးကပ်နေပြီဖြစ်တယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်စခန်းတိုင်းကလေးမြို့နယ်လက်ပံချောင်ကြီးရွာဘက်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအော်တိုဘန်20မိနစ်ပိုင်းမှာယူအာကိုမီတင်ရှုနေတယ်လို့ချင်းဝေါ်မီဒီယာကဖော်ပြပါတယ် ကလေးခန့်ပတ်တမူအာရှလန်ကိုပြန်ရောက်ဖို့အတွက်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဟာအော်တိုဘာ၁၉မှာရစဂျိုကြီးရွာကိုရောက်ရှိလာတယ်။နှစ်ဆယ်နှစ်မနက်ပိုင်းမှာလက်ပံ၆ကိုဝင်လာပြီးတဲ့နောက်အခုလိုနေအိမ်တွေကိုမိရှုနေတယ်လို့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီတပ်တွေဟာအော်တိုဘာစော်ပန်ကလေးကကလေးမျိုးစီစစ်ကူတွေပို့ပြီးအင်အားဖြည့်တယ်။ကလေးမှာစစ်ပြင်းအင်အားစုပြီးမှကလေးတမူအာရှလန်တစ်ချက်ကိုလွှမ်းမိုးထားတဲ့တော်လိုင်းတပ်တွေကို အင်အားအလိုရင်းနဲ့ထိုးစစ်ဆင်လာနေလာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စကန်နဲ့တဇယ်မြို့နယ်သေကိုကြည်ရွာနဲ့တပ်သေးရွာဖက်စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကဂျက်ဖြတ်တက်ရမှာစစ်သား၅ဦးသေပြီး၁၂ဦးဒဏ်ရာရတယ်လို့ရေဦးဒူဝံပကဖကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘား၂၀မနက်9:00ခွဲမှာစတင်တက်ခတ်တာဖြစ်ပြီးတိုက်ပွဲချီမိနစ်30ကြာတယ်လို့ဆိုပါတယ်။ ဒီတက်ခတ်မှုကို10ပါကဖပေါ်ဦးစစ်ကြောင်းရေဦးပါကဖဒူဝန်စစ်ကြောင်းနဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပူးပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်။တရံမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိချုပ်ဒေသရှိမြို့ရွာတွေအရသာတွေကိုပြင်မှတ်ထားဗိုလ်ကျဲတက်ခတ်တဲ့ဗိုလ်ကျဲသူဗိုလ်ကျဲဖို့လှုပ်ဆော်သူဗိုလ်ကျဲခံရတဲ့ကိုဝမ်းမြောက်ရဲဆိုပြီးလက်ခုပ်တီးသူအလို့ကိုထိုးသုတ်ပြီးအသေးချာမှတ်ထားမယ်။အလဲဆိုတာရှိတယ်လို့ TLA ထွေထွေတွင်းမှုတာဘိုးကျော်ကသတိပေးလိုက်ပါတယ် TLA ထိချုပ်ဒေသနတ်ဆန်မန်တိုမိုင်ငွန်းနဲ့မုတ်ကုမြို့နယ်တွေရှိအရသာပြမှတွေကိုစစ်တပ်ကဆက်တိုက်ဗိုလ်ကျဲမှုတွေလွတ်လာပြီးအရသာတွေဒါဇင်နဲ့ချီသေဆိုးတန်ရရပြီးတဲ့နောက်သူရဲ့ဆိုရှယ်မီဒီယာကနေ TLA ထွေထွေတွင်းမှုကအခုလိုသတိပေးလိုက်တာဖြစ်ပါတယ် င်းရင်ပြည်နယ်မြမရီမြို့နယ်ရှိ KK ဘတ်ကိုစစ်တပ်ကဝင်ရောက်စီးနင်းတယ်ဆိုတာဟန်ပြရုပ်ရှင်ရရတာဖြစ်ပြီးတကယ်ကစစ်တပ်ဝင်မလာခင်မှာကတည်းကကြပ်ဖြတ်လုံငန်းပတ်ရှင် BGF ကိုအကြောင်းကြားထားပြီးဖြစ်တယ်လို့ကရင် information စစ်တာကဖော်ပြပါတယ် KK ဘတ်မှာ Starlink internet သုံးစွဲပြီးကြပ်ဖြတ်ငွေလေလုံငန်းအကြီးကျယ်လုပ်နေတယ်ဒါကို Starlink company ဘက်ကစူးစမ်းရမယ်လို့အမေရိကန်လွှတ်တော်မှာပြောဆိုသံတွေထွက်လာပြီးတဲ့နောက်အော်တိုဘာ၁၉မှာစစ်ကောင်စီကဟန်ရေးပြ ဝင်ဖမ်းပြတာလို့ဆိုပါတယ်စစ်ကောင်စီကအော်တိုဝါစကုမထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ Starlink ဆက်အလို30ဖမ်းမိအလို့သမား2000ကျော်ဖမ်းမိနေအဆောက်1000ကျော်တွေ့ရှိတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်တနင်္သာရီတိုင်းလောက်လို့မြို့နယ်မမကငါချီနေရှိကြေးရွာတွေကိုစစ်ကောင်စီကပင်လယ်ပြေကနေစစ်ကြောင်းထိုးဝင်လာတဲ့အတွက်ကြေးရွာ၅ရွာကဒေသခံတွေထွက်ပြေးနေရတယ်လို့ ်ဒေဝဲဝက်ရှ်ကဖော်ပြပါတယ်။အော်ဒီဝါစကူမနဲ့ပိုင်းမှာမမကန်ပင်လယ်ပြင်ရှိစစ်သင်ဘောက်ကနေစစ်သားတရာကတက်လာပြီးကြောက်ဆင်ကြေးရွာစီဝင်လာတယ်။20မနဲ့ပိုင်းမှာတော့အဲ့ဒီစစ်ကြောဟာသဘောဆေးရွာပဲထွက်သွားတယ်။လမ်းမှာတွေ့တဲ့ရွာသားတချို့ကိုဖမ်းသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်ပင်လယ်ထက်ရှိစစ်သင်ဘောက်ကနေလည်းသဘောဆေးရွာပဲလည်းနဲ့ကြီးနဲ့နှစ်ချက်ခန့်လှမ်းပြတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်စစ်သင်ဘောက်ဟာကြောက်ဆင်ဖက်ကနေကပ်မနီကြေးရွာအနောက်ဖက်ရှိ မျော်ရည်ဖျားဖက်ရောက်လာတဲ့အတွက်ကျောက်ဆင်သဘောဆိပ်ပြင်ကြီးကရင်ကြီးကပ်ပဏီကြီးရွာပါဒေသခံတွေကြောက်လန့်ပြီးထွက်ပြေးနေတယ်လို့ဖော်ပြထားပါတယ်တွင်တဲ့ဒေကမောကြီးမြို့နယ်လူဖို့ကြီးရွာနဲ့အခြားရွာကအုတ်ချွေးမှုနဲ့ပြူစောတီကောင်းဆောင်တွေကိုတော်လိုင်းတက်တွေကစစ်စစ်မှုလုပ်နေစဉ်ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ကောတောင်ပါကဖကတရင်ထုတ်ပြန်ပါတယ်အော်ဒီဝါဆလီမနက်ရှင်းနိုင်ခံမှာလူဖို့ကြည့်ရတာကအုတ်ချွေးမှုနဲ့ပြူကောင်းဆောင်တူ နာမည်ကျွေးရကပြူကောင်းစော်တူတို့ကိုစစ်စစ်နေစဉ်နေလက်စာကျွေးချင်မှာပြူကောင်းစော်တူကပစ္စတိုနဲ့ခုခံပြီးထွက်ပြေးတယ်လို့ဆိုပါတယ်။တော်လိုင်းတက်တွေကလိုင်လံဖမ်းဆီးချင်မှာတူးစလို့သိဆိုသွားပြီးကိုလိုကြီးတလက်ပစ္စတိုတလက်ကာဒစီနဲ့ဆက်ဆက်ပစ္စည်းတွေသိမိတာကိုဓာတ်ပုံမှန်တန်တန်တွေ့ရပါတယ်။အလားတူဖြစ်ရမယ်မဖြစ်စေရေးအတွက်ဒေသတွင်းရှိရကြီးအချွေးမှုတွေပြူကောင်းစော်တွေအနေနဲ့တော်လိုင်းတက်တွေကခေါ်ယူစစ်စစ်တဲ့အခါမှာကောင်းမွန်စွာဆက်ဆံဖို့ လူဒုနဲ့အတူရပ်တည်ဖို့လိုအပ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။